ကံမင်္ဂလာပါမျိုးတို့ရေဒီကနေ့လည်းเนาะအားမရှိဘူးပေါ့เนาะအားမရှိဘူးဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကီးတွေမှာမပြတ်စဘူးကီးနကီးကီးနကီးပြတ်သွားပါတယ်เนาะဒီကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့လေးလေးဆိုတော့လေးထိတ်နဲ့အောင်ခဲ့ပါတယ်နောက်တစ်ခါညနေပိုင်းမှာ9တုံညလည်းဒီကီးမှာ3ညဆိုပြီးအောင်ခဲ့ပါတယ်เนาะဘရိတ်အနေနဲ့ကလည်း2 9 6ဆိုတော့ဘရိတ်မှာကျွန်တော်တို့ခွန်ဘရိတ်ဆိုပြီးအောင်ခဲ့တယ်2 4 6ဘရိတ်ကမထွက်သေးဘူးเนาะအဲ့တော့ခုနကကျွန်တော်နှစ်ခုပေးတဲ့ဒီမှာတစ်ခု ြန်တယ်တခုကသူက3ရက်အတွင်းလို့ပြောထားတာ3ရက်အတွင်းမှာနှစ်ခုကတခုတော့ထွက်ရမှာပေါ့နော်အဲ့တော့နှစ်လေး6ကျွဲပြိတ်ဟာကျွန်တော်တို့2ရက်မြောက်အထိရှိသွားပါပြီเนาะမထွက်သေးမနေ့ဖငါဆိုရင်2ရက်မြောက်ဖြစ်သွားပြီပေါ့နော်ဒီကောင်ကနှစ်လေး6ကျွဲပြိတ်ဟာအားရှိရဲ့လို့ကျွန်တော်တို့တွေ့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအောင်မြင်လာဆိုလို့ပါလဲဆိုတော့ဒီမှာတန်းဒီတန်းထိုးတဲ့လူတွေပေါ့နော်ဒီတန်းထိုးတဲ့လူတွေစပြီးတော့ပထမဆုံးအနေနဲ့လေးလေးဆိုပြီးအောင်မြင်ခဲ့ပါပြီเนาะဒီချိန်ဟာလာအဲ့တော့ကျွန်တော်တို့ comment တွေထဲမှာလည်းတွေ့ပါတယ်เนาะဟိုသား ဒီအပူပဲထိုးတော့မယ်ဆိုရင်လူတယောက်ရှိသလိုတမ်းမယ်ထိုးတော့မယ်ဆိုရင်လူတယောက်လည်းရှိပါတယ်เนาะအဲ့နှစ်ယောက်ကတော့ကျွန်တော်တို့အောင်းလိုက်မယ်ထင်ပါတယ်เนาะဒါကျွန်တော်အထင်ကိုကျွန်တော်ပြောတာပါကျွန်တော်တော့အခုချိန်ဒီဘယ်သူမှဖုံးမဆက်ပါဘူးပဲဆက်မလဲအောင်းမှမအောင်းတာဘူးเนาะဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်ရရတက်ပံကတ်ရရတက်ပံကတ်ထဲမှာပေးထားတဲ့ဟာတွေဆိုရင်တော့အကုန်အောင်းပါတယ်ကျွန်တော်မနေ့ကပြောခဲ့တယ်လို့ပေါ့เนาะဟိုညနေပိုင်းပရိတ်တူပရိတ်ဆင်းပြီးသွားရင်နှစ်ခွန်တပြားနှစ်ခွန်တပြားဆိုတာလည်းကျွန်တော်တို့နှစ်ခွန်တပြားနှစ်ခွန်တပြားကလည်း ကျွန်တော်တို့ထွက်ရမှာတော့ခုနပြောလို့တောက်ကြံနေရထွက်ရမှာတောက်ကြံမှာမထွက်ဘူးဆိုရင်သူကတနင်္လာနေ့မှာသူက၂ရက်အတွင်းထွက်ရမှာပေါ့နော်၂ရက်အတွင်းများသောအားဖြင့်ပထမနေ့မှာရထွက်ကြများတယ်တို့တော်ညာလေးဒီတစ်ပတ်မှာတော့ကျွန်တော်ဒုတိယနေ့ကျမှလာထွက်တယ်ပေါ့နော်၂ခွန်တပြားရတယ်ခွန်၃ညဆိုပြီးဆွဲပါတယ်အဲ့တော့ရာသပံကတ်တီနဲ့ပတ်သက်လို့ဒီကီးတွေယူလာတွေဘာတွေအစအကုန်လုံးမှန်တယ်ပေါ့နော်အဲ့ဒါတော့ ရာဇဝံကတ်တွေဝယ်ထားတဲ့လူတွေလည်းကောင်းစွာအသုံးချနိုင်နေမယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တချို့ကလည်းအသုံးချတတ်တယ်။ဘလောက်ထိအသုံးချတတ်ကြတဲ့ဆိုရင်ဇရာတဲ့ဇရာ20လီနေတဲ့ကျွန်တော်အကိုကပြီးတော့တဲ့အမိပြုတ်ပြီးတော့ကျွန်တော်ဟို channel လေးတစ်ခုထောင်းနေတယ်တဲ့။အားကောင်းတာပေါ့ဗျာလို့လှုပ်ပါလို့ကျွန်တော်ဇရာနီးတော့သုံးပါနော်တဲ့။သုံးပါလို့ ဒါမဲ့ credit ကလေးတော့ပေးသုံးပါဗျာလို့အဲအဲ့လိုသုံးပါတဲ့ channel နဲ့ထောင်ကျင်နေတဲ့အဲ့ဒါကျွန်တော် channel လေးဖွင့်ပေးပါလားတဲ့ပြီးရင် monitor ကြီးကြီးရှောက်လို့ရတဲ့အချိန်ကျတော့ရှောက်ပေးပါလားတဲ့လာပြီးအကူအညီတောင်းတာနော်ကဲအဲ့တော့ကျွန်တော်အဲ့ဒါလည်းရပါတယ်ကူညီပေးပါမယ်လို့ပဲကျွန်တော်ပြောလိုက်ပါတယ်နော်ဘာဖြစ်ဖြစ်ဟိုတုံးတက်တဲ့လူတွေတော့ကိုကျွန်တော်ကူညီပေးဖို့အဆင်သင့်ပါပဲနော်ကျွန်တော်ခုနပြောနီးတွေဆိုလဲကျွန်တော်မှစုံနေပါပြီတော်တော်များများကိုစုံစီနေအောင်ကျွန်တော်တင်ပေးထားပြီးဖြစ်ပါတယ်နော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့20လေးကိုစားလိုက်ရအောင် ဟိုအမှန်မှတော့သုံးချက်တဲ့လူတွေကောက်ပါလေကျွန်တော်ကဘာလဲဆိုတော့ကျွန်တော်ကျွန်တော်နီးကိုသွားခုပြီးသူနီးနဲ့သူလောက်ရင်လည်းသူပောက်ကွက်တွေကြသူနာမည်ကြီးရင်လည်းကြီးတော့အောင်လည်းအောင်ပါပဲเนาะကျွန်တော်နီးတွေတော်တော်များများဟိုဟာဖြစ်တယ်ကျွန်တော်သာနေကနန်းထုတ်ကြီးညံ့နေတာပါเนาะနီးတွေကတော့ကျွန်တော်တော်တော်ခိုင်းမာပါတယ်ဟုတ်လားကဲအဲ့တော့ကျွန်တော်ဘယ်ကစတွေ့မလဲဆိုရဲ့အခါကျတော့395ခွန်နှစ်ကစပါမယ်ဗျ395ခွန်နှစ်1 2 3 4 ့အာ sorry 11 3ခွန်းဒါ11เนาะကျွန်တော်တို့တော့ဟိုက11 3ခွန်း84ခွန်း84ခွန်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဘယ်လိုတွက်မလဲဆိုရင်ဒီနှလုံးကိုကျွန်တော်တို့ပေါင်းပါမယ်တဲ့နော်ဒီ1ကဲ8ကဲပေါင်းပါမယ်1ကဲ8ကဲပေါင်းတဲ့အခါကျတော့1အပေါင်း8ညီမချင်း9ပါတဲ့9 ့9ရဲ့ပါဝါ4 4ရဲ့နှက်ခက်က2 6 4 2ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်ဘာကြီးထွက်သွားလဲကြည့်တဲ့ရအောင်25တဲ့25မှာကျွန်တော်တို့2တလုံးထိပြီးအောင်ခဲ့ပါတယ်နှစ်သုံးညရဲဟောနှစ်သုံးညမှာလဲနှစ်ပဲထပ်ထီးပြီးတော့ကျွန်တော်တို့ညရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံဆက်တွေ့ပါမယ်3519 3519 19 ညာ9963ညာ9963ညာ2033ညာ2033ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒီကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီခွန်ရဲ့ဒီနှစ်ကပေါင်းပါမယ်တဲ့ဒီခွန်ရဲ့ဒီနှစ်ကပေါင်းတဲ့အခါကျတော့ခွန်အပေါင်းနှင်းအမြာချင်း9 9ရဲ့ပါဝါ4 4နဲ့ခက်ခက်2 9လေး2ဆိုတဲ့ကြီးသုံးလုံးပဲထပ်ရပါတယ်တဲ့အဲ့အဲ့တော့ဘာလဲထွက်သွားလဲကြည့်လိုက်ရအောင်3ည4 3ည4တဲ့3ည4မှာ လေးတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။ကိုတုံညာတဲ့ကိုတုံညာမှာလည်းကိုတလုံးထိပ်ပြီးတော့ညာရောမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျ။ကဲနောက်တစ်ပြောင်းတွက်ပါမယ်ခွန်လေးကိုကိုတိချောက်ခွန်ရှိတိချောက်ခွန်ရှိ၃ညာလေး၆ရှိ၃ညာလေး၆ရှိနီးတယ်ဗျအတုံးချတတ်တဲ့လူတွေအတွက်မိုက်တယ်တရားအမှန်ဘယ်လိုလဲဆိုကျွန်တော်ဟိုတနေ့ကကျွန်တော် တယောက်ကလာပြဆရာရဲ့ဆရာပတိတပတ်ဆံပတိကတ်ဒီတရားဟာဒီဟိုးတဲ့အဲတချို့ကအင်္ဂါမကျော်သူတိတန့်ခွဲရောက်နေတယ်ဗုဒ္ဓမကျော်သူတိတန့်ခွဲရောက်နေတယ်သူတို့လှုပ်စားတတ်တယ်ကျွန်တော်ကဒါလုံးစားတတ်လို့နော်အဲ့လိုမျိုးရှိတာပါနော်ကိုဒီကြီးရယ်ကိုနဲ့ channel ထောင်းနေတယ်ဆိုအဲ့လိုကသူလှုပ်စားတတ်တာပေါ့နော်ကျေးဟာပါဟိုဘာပဲဖြစ်ဖြစ်ကျွန်တော်ခွင့်ပေးပါတယ်နော်အဲ့တော့6 6အပေါင်း3ညညညချင်း6တဲ့ 6ရဲ့ပါဝါ1တရနဲ့ခက်က8 6 8 8ဆိုတော့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်ဟမ်8 8 8တဲ့8တမှာ8ကော1ကော ठी ပြီးအခွေအနေနဲ့အောင်သွားပါတယ်3 3 3 3နဲ့3 3မှာတော့မအောင်ပါဘူးဗျနောက်ပြန်တွက်ပါမယ်ခွန်8 9 8ခွန်8 9 8ခွန်ခွန် တင်ငါခွန်ရှိရှိချခွန်ရှိရှိချဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်ပါမယ်တွက်မယ်ဆိုရကကျခွန်ရခွန်ရပေါင်းနော်ခွန်ပေါင်းခွန်ညီမချင်း၄ပါတဲ့နော်၄၄ရဲ့ပါပါကိုကိုရဲ့နှစ်ခါက6 6 6ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့လေခွန်နဲ့လေခွန်မှာ၄တုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်လေးရှစ်လေးတဲ့ရှစ်လေးမှာလည်း၄တုံးမှထပ်ထိပ်ပြီးညောင်းမနဲ့ကော ထပ်အောင်မြန်ပါလေဗျကဲနောက်တစ်ပြင်တွေ့ပါမယ်ခြောက်ခွန်တစ်ခွန်ခြောက်ခွန်တစ်ခွန်2253 2253နှစ်6 3ခုနှစ်6 3ခုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလေးကိုတွက်ပါမယ်တွက်မယ်ဆိုရင်ကာကြာနှစ်ကနှစ်ကပေါင်း၄ပါတဲ့နော်နှစ်ပေါင်းနှစ် ညီမချင်း၄ပါတဲ့၄၄ရဲ့ပါဝါကိုကိုရဲ့နှက်ခတ်က6၄ကို6ဆိုတော့ကီ3လုံးပဲထက်ရပါတယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့နင်းနှစ်တယ်မအောင်ပါဘူးတစ်ဘာနှစ်နေမဟုတ်ငါးနှစ်ငါးနှစ်ပါငါးနှစ်ဒုက္ခပါနေအဲငါးနှစ်မမအောင်ပါဘူးတစ်6တယ်နော်တစ်6မှာတော့ကျွန်တော်တို့6တုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြောင်းတက်ပါမယ်တ6 8 4ဟွန်းတ6 8 4တဲ့နော်တ6 8 4ရှစ်ခွန်9ရှစ်ခွန်9နှစ်တင်း933တင်း933ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါလေးကိုတက်ပါမယ်အဲ့ဒါလေးကိုတက်မယ်ဆိုတော့ကာခွန်ရဲ့တက်ကဲပေါင်း၈ပါတဲ့နော်ခွန်အပေါင်း၁ညီမချင်း၈ပါတဲ့နော် ရှေ့ရှေ့ရပါပါတုံတော့ရတဲ့ခက်ကငါ၈၃၅ဆိုတဲ့ကီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာပါထွက်သွားလဲဆိုတဲ့ခါကျတော့၃၉တဲ့၃၉မှာ၃တလုံးထိပြီးအောင်ခဲ့ပါတယ်၂၆၂၆တဲ့၂၆မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကနရဘီတို့ပါမယ်3923ည3923ည6595ရှင်595ရှင်595 6596ရှိ6598ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတော့65ရဲ့ပေါက်6အပေါက်5ညီမချင်း1တက်ကပါဝါ6 6ရဲ့နှစ်ခက်က9 169ဆိုတဲ့ကီးသုံးလုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့65တဲ့65မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်19 19တဲ့19မှာလည်း9တလုံးထိပြီးညာရောမနေ့ကောထပ်အောင်မြန်ပါတယ်ဗျာ ကဲနောက်တစ်ပြန်တွက်ပါမယ်ရှစ်ရှစ်နှစ်တိရှစ်ရှစ်နှစ်တိခွန်ခွန်၄၅ခွန်ခွန်၄၅လေ3 3ညခွန်လေ3 3ညခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲလိုတွက်ပါမယ်တွက်မယ်ဆိုကြခွန်ရယ်လေးရယ်ပေါင်းပါမယ်ဒါနောက်ခွန်ပေါင်းလေး1ပါတယ်1ရယ်ပါပါ6 6ရနခါက9 169 6ဆိုတဲ့ကီး3လုံးမဲ့ဒီပြင်မှာထပ်ထွက်ရမယ်တဲ့ကဲအဲ့တော့ဘာထွက်သွားလဲကြည့်လိုက်ရအောင်ညင်5ညင်5လည်းမအောင်ပါဘူး13 13နဲ့13မှာတော့တစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်3168 3168 63945 63945 ဒေးလေး9300ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုရကကျတော့4နဲ့3ညနဲ့ပေါင်းပါမယ်အဲ၃ညအပေါင်း၄ပေါ့နော်ညီမချင်း၄ပါတဲ့၄၄ရဲ့ပါဝါကိုကိုရဲ့နှခက်က6၄6ဆိုတော့ဂီ၃လုံးဒီပြန်မထွက်ရမယ်တကယ်အဲ့တော့ဂီထိတ်ကလေးနဲ့စဉ်းစားလိုက်ရအောင်အဲဂီထိတ်နဲ့စဉ်းစားမယ်ဆိုစာရွက်ကချင်အောင်အဲအဲ့တော့ကျွန်တော်ဂီထိတ်နှမကအတွက် အင်္ဂါနေ့အတွက်ကီထဲကတော့ကျွန်တော်တို့ဗာရသလဲဆိုရင်735ပါတဲ့เนาะ735ကီထဲကတော့ဒီကနေ့စပြီးတော့ပွင့်မှာပဲအွန်လိုင်းထူထားပါတယ်เนาะကီယိုယိုကကျွန်တော်တို့496ပါတဲ့496ကျောက်တယ်ကဲအဲ့တော့မတူညီတာလေးတွေပဲကျွန်တော်ကတ်ပါမယ်ကတ်မယ်ဆိုရခါကျတော့84 89 89 86 86 34 34 သုံးကိုသုံးချသုံးချငါလေးငါလေးငါကိုငါကိုငါချငါချဆိုပြီးဒီလိုမျိုးကျွန်တော်ကဏ္ဍနေရပါတယ်တဲ့အဲ့မှာကျွန်တော်တို့ကမာစတာကီးလေးတွေထုတ်ပါမယ်เนาะကျွန်တော်တို့ပထမဆုံးထွက်တဲ့မာစတာကီးက6 7 3 5နောက်တစ်ခါဒုတိယမာစတာကီးက3 9 9 နှစ်တဲ့အဲ့တော့ကျွန်တော်တို့မတူညီတာလေးတွေကိုကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင်ဥပမာပေါ့နော်84 84ဆိုဒီမှာတော့84ကြိုက်တယ်ဒီမှာ84မကြိုက်ပါဘူး89လဲထုံနီလကောက်မှာပဲ86လဲထုံနီလကောက်မှာပဲ34လဲထုံနီလကောက်မှာပဲ39လဲထုံနီလကောက်မှာပဲ36လဲထုံနီလကောက်မှာပဲအဲ့မှာကျွန်တော်တို့ဗာရှိတယ်ဆို54 54မှာဒီမှာ5ဒီမှာ4 5လေးဆိုပြီးအောင်တို့ဒီမှာ5လဲရှိရဒီမှာ5လဲရှိရအတွက်54ဆိုတဲ့ဟာဒီကကျွန်တော်တို့ ကန့်ညီတယ်နောက်တစ်ခါ56လဲဒီတိုင်းမှာပဲကန့်ညီပါတယ်56လဲဒီလိုပါပဲကန့်ညီပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ကဘရိတ်လိုင်းနဲ့ပတ်သက်ပြီးစဉ်းစားမယ်တဲ့ဘရိတ်လိုင်းနဲ့ပတ်သက်ပြီးစဉ်းစားမယ်ဆိုတဲ့အခါကျတော့ဘရိတ်ဘရိတ်ကပါလဲဆိုတော့မနေ့ကကျွန်တော်တို့ဟိုဟာတောက်ကြနေကကျွန်တော်55လို့ထွက်တာ55လို့ထွက်တဲ့အတွက်၄ကိုဘရိတ်အာเนาะ၄ကိုဘရိတ်လို့ထွက်သားပြီးရင်2 4 6ဆိုတဲ့ဘရိတ်ဟာတဲ့၃ရက်အတွင်းထွက်ရပါမယ်တဲ့2 4 ိုး6ဆိုတဲ့ပရိဟတ်3ရက်တင်ထွက်ရပါမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကတနင်္လာနေ့ကထွက်မသွားခဲ့ပါဘူးမထွက်သွားရတဲ့အင်္ဂါနေ့မှာအားရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ထို့အတူပဲကျွန်တော်တို့တနင်္လာနေ့အပူထွက်တယ်တဲ့နော်အဲ့ဒါတွေကအကုန်လုံးကကျွန်တော်ရာသက်ပံကတ်ထရဲ့နီးတွေယူပါပဲနော်ရာသက်ပံကတ်ကိုဟိုမဝဲနိုင်တာပဲဖြစ်ဖြစ်မဝဲခြင်းလို့အလကားပဲလိုချင်တဲ့လူပဲဖြစ်ဖြစ်နော်လကားလိုချင်တဲ့လူတွေလည်းမကူဟုတ်လားနော်ကျွန်တော်ကတော့ဒီ site အပတ်တိုင်းပတ်တိုင်းဟာယူစာဝေးကြီးနဲ့တော့ချမပြဘူးเนาะအဲ့တော့လက်လိုက်ကူးเนาะတကယ်လို့ဝယ်ကျင်တပဆိုတော့လာဝယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ဒီရတပံကတ်တွေကတုံးနေရလူတွေတိပါတယ်เนาะဘယ်လောက်ထိအကျိုးရှိရဆိုဟာလားအဲ့တော့ကျွန်တော်တို့အဲ့ဒီမှာရတပံကတ်ထဲမှာဗာပေးထားလဲဆိုရခါကျတော့တင်းနှင်းလာနေအပူလို့ထွက်ပြီးသွားရင်းနဲ့2049ဆိုတဲ့ပရိဟာတဲ့2000လေကိုဆိုတဲ့ပရိဟာလည်း၃ရက်အတွင်းမှာထွက်ရပါမယ်တဲ့အဲ့တော့ကောင်းပြီကျွန်တော်တို့ကဒီမှာနှစ်ခွန်လေးကိုဆိုတဲ့ဟာသွားပြီးတော့အကန့်ညီနေတဲ့အတွက်နှစ်ခွန်လေးကိုနဲ့ပတ်သက်တာတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီမှာ နှစ်ခွန်လေးကိုမဟုတ်နှစ်လေးကိုပေါ့နော်နှစ်လေးကိုကိုကွန်ပျူတာနဲ့ခြောက်ပြတွေပယ်တယ်မယ်ဟိုတူညီတာကိုပြောတာပေါ့နော်အဲ့မှာ84 86နောက်တစ်ခါ39 36 54 59ဆိုပြီးဒီလိုမျိုးတွားညီတယ်အဲ့တော့ခုနဒီပရိတ်နဲ့လည်းညီရဒီပရိတ်နဲ့လည်းညီတာက54နဲ့9ကိုပဲရှိတယ်ဟုတ်တယ်နော်54နဲ့9ကိုပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီနှစ်ကွက်ကိုဦးဆုံးအနေနဲ့တင်မယ်ဒါပေမဲ့ကျွန်တော်က တိချောက်တပြားဆိုတာကိုလည်းကျွန်တော်ကြိုက်ထားတယ်တိချောက်တပြားကလည်းအခါတိုင်းဆိုရင်တင်းလာမှထွက်နေကြအင်းနော်အခုဆိုရင်တင်းလာမှထွက်တာကိုနှစ်ပတ်ရှိသွားပြီဗျနော်အဲ့တော့ကျွန်တော်အင်္ဂါနေ့တော့ကျွန်တော်ထွက်လိုက်မယ်ထင်တဲ့အတွက်ကျွန်တော်က86နဲ့36ကိုကျွန်တော်ထည့်ထိုးပါမယ်86နဲ့36ကိုဒုတိယအနေနဲ့ထည့်ထိုးပါမယ်ကျန်တာလေးတွေရောကျွန်တော်တို့တတိယအနေနဲ့ပဲထည့်ပြီးစဉ်းစားပါမယ်အမျိုးတို့အနေနဲ့လည်းကြိုက်ရင်တော့ယူပါမကြိုက်ရင်တော့မယူပါနဲ့ဒါကျွန်တော်တို့အကြံဉာဏ်ပေးခြင်းเนาะ20ဝင်းမြခြင်း တယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်ခြင်းသဘောပဲရှိပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီကနေ့တင်ဆက်မှုတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာကြီးကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဒီအောင်ပွဲများရလို့ပျော်ရွှင်နိုင်ကြပါသလိုဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ